တနင်္ဂနွေသားသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးကဒီချိန်ဒီကာလမှာတော့လုံနှမျိုးလောက်ရခြင်းဝင်ငွေနှမျိုးရခြင်းတွေကြုံရတတဲ့အချိန်ဖြစ်ပါတယ်။ထို့ပြင်တော့ပြည်တွင်းပြည်ပခီးတွေ၊အိုဘာစီးခီးတွေလည်းတွားတတဲ့အချိန်ဖြစ်ပါတယ်။တွားဖို့ရည်ရွယ်ထားတဲ့သူတွေရဲတင်တွားပါအဆင်ပြေမယ်။အောင်မြင်မဲ့အချိန်ကိုရောက်လို့နေပါလေဗျ။ ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမှာအိမ်သစ်ဝင်ခြင်းစာအုပ်သစ်ဝင်ခြင်းအိမ်နေရာပြောင်းရွှေ့ရခြင်း declaration ဘက်နေပြင်ဆင်ရခြင်းတိုက်ခန်းသစ်ဝင်ခြင်းဆိုင်ခန်းသစ်ဝင်ခြင်းဒါတွေလည်းကြုံရမယ်ကောက်သောဝင်ခြင်းဖြစ်ပါမိတ်ဆွေပေါင်းတင်တဲ့ကစာစာစစညာနမည်ပါတဲ့သူတွေကိုကောင်းကျူပေးတယ်၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လို့ဒီအစဉ်ပြေပါလိမ့်မယ် အောင်မြင်ပါလိမ့်မယ်။တတိထားမယ့်နေ့နဲ့နေရာပါဖပပမနာမည်ပါတဲ့သူတွေတတိထားရှောင်ခြင်း။၎င်းနေ့နဲ့နေရာကိုယ်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စခြေထောက်လေးတွေလက်ထောက်လေးတွေထိခိုက်တဲ့အရာရတဲ့အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတွေးထွက်တန်ယူလေးတွေဖြစ်တဲ့ ရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိတယ်။ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့တိုးတက်မှုကိုမနာလိုလို့တိုက်ခိုက်နောက်ဆက်တဲ့သူရှိပါ။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်နောက်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့အခြေသစ်တဖန်မွေးဖွားခြင်းဆိုတဲ့ကိန်းကဏ္ဍမျိုးကိုရှင်းလို့နေပါလေဗျ။ဂျမိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ဒူးကောင်းလို့ခြေတော်အောက်ပိုင်းလို့ထိခိုက်တဲ့ရရတာတွေဒူးကိုက်ဒူးနာတွေခြေတော်အောက်ပိုင်းမကောင်းတာတွေဖြစ်တတ်ပါ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုရင်ဒီနေ့ကိုဒီ၄ဘက်စိတ်ကမှာပဲဖြစ်ကံတရားအကောင်းဘက်ကိုဥတည်ပြီး ပြောင်းလဲနေတာ100%ရှိပါလက်ရပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့900တော့900တော့900တော့39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 0တော့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘလန့်အဝိုက်အဖြူလေးနဲ့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူ ကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တဲတော့ရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့နွားနုခုနှစ်ခွက်အမွေးတိုင်းခုနှစ်တိုင်းမြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပြီးတော့ကိုဖြစ်ရှင်တဲ့ဆန္ဒတွေကို လေးလေးနက်နက်ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါကြီးဆူတော်မှာပြဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာတလင်းလာသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပြီးမှာဖြစ်ပါတယ်တလင်းလာသားသမီးကဒီချိန်ဒီကာလမှာတော့မတွေ့ပြတာကြာပြီဖြစ်တယ်မိတ်ဆွေတွေတငယ်ချင်းတွေရွှေမျိုးညီကောင်မောင်နှမတွေနဲ့ ပြန်လဲစုံစည်းရတတဲ့ချိန်ဖြစ်ပါဘူး။ဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ငွေကြေးကြီးကြီးမားမားနှစ်ခါရဖို့ရှိပါတယ်။တန်ဖိုးကြီးတဲ့ကြောက်တွေလည်းဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။မိတ်ဆွေပေါင်းနေတဲ့အတထတရဏနာမည်ပါတဲ့သူတွေကိုယ်ကောင်းချိုးပြီး။၎င်းတို့နဲ့ဘူးတွေပေါင်းဆက်တဲ့လို့ဒီအစဉ်ပြေပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။တတိယမနေ့နဲ့နေရာ ရရလာဝပါတဲ့သူတွေတတိထားရှောင်ကြမှာဖြစ်ပါတယ်။ဒါပြင်းနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူး။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်ထောက်ကြည့်နေဖို့လိုအပ်ပါတယ်။ကားဝယ်မယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေရှေ့ရကြော်မှာဝယ်ပါဗျ။ရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ရှေ့မှာမြောက်ပင် ပြောဆိုစားတော့ နောက်ွယ်မှာအတင်းတုတ်တဲ့သူတွေကိုတော့သတိထားရှောင်ကြမှာဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စခွဲခွာရတာလို့ဝေးခွာရတာလို့ဒါမျိုးတွေကြုံရတဲ့တဲ့ကာလဖြစ်ပါတယ်။ဂျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စခါနာတတ်တယ်ခါကိုက်တတ်တယ်ကြောကုံအောင်နာတွေဖြစ်တတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ အနုတ္တရပုရိသဓမ္မတာရတိအောင်ပြီဆိုဒီနေ့ကိုဒီ6ပတ်စေကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ65ရာခိုင်နှုန်းရှိပါလလဘာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့တင်ကနန်းကိုအကြောင်းပြုပြီးတော့ဝင်ပါလိမ့်မယ်တရားလို့တထောင်လို့တသောင်းလို့တသိန်းလို့တိန့်တရားလို့တိန့်တထောင်လို့တိန့်တသောင်းလို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်အစင်းလေးတွေအပွက်ကလေးတွေအပွင့်လေးတွေပါတဲ့ဝတ်စားလေးကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတဲ့အခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကန္နမာပန်းအဝါရောင်၅ပွင့်အမွှေးတိုင်၅တိုင်ဖျောင်းတိုင်၅တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကို လေးလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတော်မှာပြဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ကြည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျတင်္ဃာသားသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဦးဖတ်ကြားပြဆိုပြီးမှာဖြစ်ပါတယ်တင်္ဃာသားသမီးရဲ့ဒီချိန်ဒီကာလမှာတော့စာကျုပ်စာရက်နေ့မှာလက်မှတ်ရေးထိုးစရာကိစ္စတွေပေါ်ထွက်တဲ့အချိန်ဖြစ်ပါတယ် ကောင်းသောထိုးခြင်းဖြစ်ပါတယ်ဗျဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အထူးသဖြင့်ရွှေဝင်လာဖို့ရှိပါတယ်ငွေရှိတဲ့ဆိုဝယ်ထားအကျိုးမြတ်ရမိတ်ဆွေပေါင်းနေတဲ့ကစစစစညနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေး၎င်းတို့နဲ့ဘူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ် တတိထမနီနဲ့တရားရရလာဝပါတဲ့သူတွေတတိထရှောင်ခြင်း၎င်းနေတဲ့နေရာမိမိပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်ဒါပြီးတဲ့ပတ်သက်တဲ့ကိစ္စတော်လန်လာလို့တွန်းလန်လာလို့မနာကန်လာလို့ခံပြောခံပတ်တာလို့ဖြစ်တတ်ပါတယ်အောက်လမ်းကစားနဲ့ပတ်သက်တဲ့ကိစ္စကုထရန်ကြီးထွက်သွားလာမျိုးကြီးကြုံရတတ်တယ် ဘာဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကတော့ခုနှစ်ရက်ကြော်မှဝယ်ပါဗျ။ရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့မိမိကရန်လို့တော်လဲပဲကိုယ်ရန်လို့တဲ့သူတိုက်ခိုက်တဲ့သူနှစ်ယောက်ရှိပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ only one single သဘောမျိုးလေးတွေဖြစ်နေတဲ့ကာလဖြစ်ပါတယ်။ဂျမားရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ရခင်ကဖြစ်ခဲ့မှုတဲ့အနာဟောင်းယောဂါဟောင်းတွေပြန်လဲပေါ်တတ်တဲ့ အရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေခံစားရတတ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဂုံတော်၉ပါးပရိ၉ပါးစိတ်ကမှာပဲဖြစ်ပါတန်တရားအကောင်းဘက်ကိုဥတည်ရွေးလျားနေတာ80ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့သုံးကနန်းကိုအကြောင်းပြုပြီးတော့ဝင်တတ်တဲ့300 300 300သိန်းသိန်း30သိန်း300သိန်း300 ဝင်လာတတ်တဲ့ကာလဖြစ်ပါလက်ကြီးကာလတစ်ခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာနုရောင်ပါတဲ့ဝိစားတွေကိုဝစ်စင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံတာစီးရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတဲတော့ရတရားတစ်ခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကော်ဖီရ2ခွက်ကိတ်မုတ်က2ချက်အမွေးတန်2တိုင်ဖျောင်းတန်2တိုင် မြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပြီးတော့ကိုဖြစ်ရှင်တဲ့ဆန္ဒတွေကိုလေးလေးနက်နက်ရုံရုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတော့တဝါးကြီးဆူတောင်းมาဗျဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ကြည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျဗုဒ္ဓဘုရားသမီးကြီးအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပြီးมาဖြစ်ပါ ဘောရူသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့အလုပ်ပြောင်းခြင်းနေရာပြောင်းခြင်းဌာနပြောင်းခြင်းအိမ်ပြောင်းခြင်းဒါတွေကြုံရတဲ့အချိန်ဖြစ်ပါဥသပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ငွေကြေးကြီးကြီးမားမားဝင်လာမဲ့အချိန်ဖြစ်ပါဥသပစ္စည်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းသင်းတွေနဲ့ပတ်သက်တဲ့ကိစ္စကတော့ရရလာဝပါတဲ့သူတွေကိုကိုကောင်းကျိုးပေးတယ် ၎င်းတို့နဲ့တွဲဆက်တဲ့လုပ်တွေအောင်မြင်မယ်ဖြစ်ထွန်းမယ်။သတိထားမဲ့နေ့နဲ့နေ့တာဟနာမည်ပါတဲ့သူတွေသတိထားရှောင်ခြင်း။၎င်းနေ့နဲ့နေ့မိမိပေါ်မှာမကောင်းပြောဆိုခြင်း၊မကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်။တာမီနဲ့ပတ်သက်တဲ့ကိစ္စ၊ဂယူဆိုင်ပါအောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စ၊ခြေထောက်လက်ထောက်လေးတွေထိခိုက်တံရတဲ့။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေကတော့73ရက်ကျော်မှဝယ်ပါဗျ။ ရန်လေနောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်။အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စထွက်သွားတဲ့ချစ်သူဝဲပေါ်သွားတဲ့အိမ်တော်ပတ်တွေနဲ့ပြန်ပေါင်းထုတ်ရတဲ့အချိန်ဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စစီလန်းကြောင်းနဲ့ပတ်သက်တဲ့ယောဂါကြောက်ကနဲ့ပတ်သက်ဆက်နွယ်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားတတ်ပါ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာစာရဏတမ္မံတော့အောင်ပြီဆိုပြီးတော့ဒီနေ့ကိုပဒီသုံးမဲ့ဆက်ရမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကဥတီရွေလျားနေတာတရားရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ကိုးကနဲ့အောင်အကြောင်းပြုပြီးတော့ဝင်မယ်ကိုးရာကိုးတောင်ကိုးတောင်ကိုးသိန်း390 390ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်ဆလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာချင်းရောင်ပါတော်ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွလန်ကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရရတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့သမုဇာ၃ခုအမွေးတန်၃နိုင်ဖျောင်းတန်၃တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကို လေးလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတော့တဝါကြီးဆုတောင်းပါဗျ။ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်တည်ပြေပြောက်ပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ရှားဥသားသမီးတို့တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပေးမှာ ဖြစ်ပါတယ်။ရှားဥသားသမီးရဲ့ဒီချိန်ဒီကာလမှာတော့သွားတရီလာတရီစားတရီနဲ့နေရမယ်ခြင်းဖြစ်ပါ တဦးတည်းတယောက်တည်းကိုပိုင်ဆုံးဖြတ်ချက်နဲ့တဆွထိုးလောက်တာလေးကိုတော့လုံးဝလုံးဝရှောင်ကျင်တင့်တဲ့နေ့တစ်နေ့ဖြစ်ပါလေဗျဟောသားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့ဆက်ပစ္စည်းအစ်ဝင်ပါလိမ့်မယ်စိန်တယ်ပစ္စည်းအစ်ဝင်ပါလိမ့်မယ်ပစ္စည်းကောင်းပစ္စည်းတန်နေဖြစ်ပါလေဗျမိတ်ဆွေပေါင်းတဲ့ကပါဖဘဗမနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ဘူးတွေပေါင်းဆက်တဲ့လို့တွေ စင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့နေ့ကစစစစညနာမည်ပါတဲ့သူတွေတတိထားရှောင်ကျင်ရမယ်၎င်းနေ့နဲ့နေ့အခုပေါ်မှာမကောင်းပြောဆိုခြင်း မကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရောက်ပြီးသားကလေးဆိုရင်တော့အိမ်ကနေထွက်သွားတာမျိုးတွေကြုံရတတ်တယ်အောက်လက်ငယ်သားအဟောင်းထွက်မယ်သိရအောင် ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကတော့18ရက်အတွင်းဝယ်ပါဗျ။ရန်နေနောက်ရက်နဲ့ပတ်သက်ပြီးယခုချိန်ယခုကာလမှာတော့ရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ကိုရီးယားအချက်ချင်းမှာမြတိပြဒနာမှာမရှိတော့လည်းပဲ။ဂျာလူတော်ဦးရဲ့ဝင်ရောက်နှောက်ရက်ခလောက်ဆန်ခြင်းကျိုးဆွဲခြင်းကြောင့်ကိုရီးယားနှစ်ယောက်မှာအဖူးအထစ်လေးတွေဖြစ်တဲ့ကာလဖြစ်ပါ ဂျာမာရီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဒူးလို့နားလို့နှာခေါင်းလို့နှလုံးလို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားတတ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်ပြီဆိုပြီးတော့တနေ့ကိုပတိ၅ဘက်စိတ်ကမှာပဲဖြစ်ပါတယ်တန်တရားအကောင်းဘက်ကဥတီရွေလျားနေတာ60ရာခိုင်နှုန်းရှိပါ လာလာပါနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့နှစ်ကနန်းအောင်အကြောင်းပြုပြီးတော့ဝင်လာတတ်တဲ့ချိန်ဖြစ်ပါ200လို့2000လို့2000လို့2သိန်းလို့3000လို့3200လို့3000လို့3000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်လို့အဝါရောင်လို့အသားရောင်လို့စင်စွဲရောင်လို့ပါတဲ့အဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွင်လန်းကောင်းရမယ် ကိုပြောတဲ့စကားတွေအောင်မဲ့တဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်။တဲရရတဲ့အတခုညွန်ကြပြဆိုရမယ်ဆိုရင်တော့ရွှေလာညွန်ဟာလေးညွန်အမွေးတန်လေးတိုင်းဖျောင်းတန်လေးတိုင်းမြတ်စွာဘုရားကိုကတ်တူပူဇော်လူတန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဇာတာတွေကိုလေးလေးနက်နက်ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါးဤဆူတော်မှာဗျာ။ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်ပြီးပြပြောက်ပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာဇာတာရိတာသမီးတွေအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါကြတာပိသသမီးရဒီချိန်ဒီကာလမှာတော့ကိုယ့်ရဲ့ကံစားတာကဘာပတ်ကမဲ့ကံစားတာတဲ့ကိုရှောက်လို့နေပါလေဗျာခྱི་တို့ရောခྱི་ရှီရောခྱི་နီရောခྱི་ဝေရောပြည်တွင်းပြည်ပါခྱི་တွေရောအိုဘာစီးခྱི་တွေရောဒါတွေတော့အတက်တဲ့ကာလဖြစ်ပါလေဗျာ တွားဖို့ရည်ရွယ်ထားတဲ့သူတွေရဲတင်းတာတွားပြီးတော့စင်ပြေမဲ့အောင်မြင်မဲ့အချိန်ကိုရောက်လို့နေပါတယ်ဗျ။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့တည်တည်ဖွဲ့ဖွဲ့တရဆိုရင်တော့ထီးတို့ဖနက်တို့နာယီတို့အထယ်လိုက်တို့ဒါတွေဝင်ပါလိမ့်မယ်ကြီးကြီးမားမားတရဆိုရင်တော့ဒေါ်လာတို့တိုက်ခန်းတို့ iPhone တို့အရာမျိုးတွေဝင်လာတဲ့အချိန်ဖြစ်ပါ မိတ်ဆွေပေါင်းတဲ့ကတာထတဒနနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်၎င်းတို့ရဲ့ပူတွဲတွဲဆက်တဲ့အလုပ်တွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့်မယ်တတိထားမဲ့နေ့နဲ့နေ့ကစစစစညနာမည်ပါတဲ့သူတွေတတိထားရှောင်ခြင်းရမယ်၎င်းနေ့နဲ့နေ့ကကိုယ့်ဘဝမကောင်းပြောဆိုခြင်းမကောင်းကြက်စီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စဂယုဆိုင်ပါ လွတ်ထားလို့မရပါဘူးအောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဆက်ရှိတဲ့တတော်ဝါတွေကြိုက်တာခဲတာတွေဖြစ်တယ်ပါလေကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေက18ရက်ကျော်မှဝယ်ပါဗျဂျန်နယ်နောက်ဆက်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဒီချိန်ဒီကာလမှာရှန်ရှင်းရန်လင်းနေရအောင်တွေ့ရပါလေအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တွေကကိုယ့်ပေါ်မှာအနိုင်လိုချင်တဲ့စိတ်တွေရှိနေပါတယ် ဖမ်းမှုကျင်တဲ့စိတ်စိုးမှုကျင်တဲ့စိတ်ရှိနေပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့အာယုံကြောနဲ့ပတ်သက်တဲ့ယောဂါတွေခံစားရတတ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့တတ္တေဝမနုဿန္တံအောင်ပြီဆိုပြီးတနည်းကိုပတိခုနှစ်ပတ်စိတ်ကမှပဲဖြစ်ပါတယ်။ကံတရားအကောင်းဘက်ကိုဥတီရွှေလျားနေတာ90ရာခိုင်နှုန်းရှိပါတယ်။ လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့၄ကနန်းကိုကြောင်းပြပြီးတော့ငွေဝင်လာပါလိမ့်မယ်၄၀၀၄000 4000 4000 3000 3400 3400 3000 3000တော့ဝင်လာတတ်တဲ့ချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်တို့အပြာရောင်တို့တွဲဆက်ထားတဲ့ကလာတွေဝစ်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲ ဖြစ်ပါတယ် တဲရရတရားတစ်ခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေပကံများတစ်ချက်တည်းကိုတခွာသီး6စိတ်တဲ့အမွေးတိုင်း6တိုင်းဆိုင်ဖျောင်းတိုင်း6တိုင်းဆိုက်ပြီးတော့မြဲစွာဘုရားကိုကတ်လူပူဇော်လူတန်းချင်းအားဖြင့်လူချင်းမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ကြည့်ပြေပြောက်ပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျတောက်ကြတာသမီးတွေတပတ်စာတဲတော့ကံကြပါဘတ်ကြပြဆိုပြီးမှဖြစ်ပါ တောက်ကြတသမီးရဲ့ဒီချိန်ဒီကာလမှာတော့စိတ်ညစ်စရာတွေနဲ့ကြုံရတဲ့အချိန်ဖြစ်ပါတယ်စိတ်လီနေတတ်တဲ့စိတ်လေးနေတတ်တဲ့လောကမြတ်ဒုက္ခဆိုတဲ့ကိင္ကနံမျိုးရောက်လို့နေပါလေဗျ။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ဆက်ပစ္စည်းအစ်တဝင်လိမ့်မယ်စိတ်ပစ္စည်းတွေအစ်တဝင်တတ်တဲ့အချိန်ဖြစ်ပါ။ဒီချိန်ဒီကာလမှာမပြီးမပြတ်ပဲနဲ့တူလူတန်လန်တဝက်တစ်ပြည့်နဲ့လှုပ်ဖို့ကြံနေတဲ့ကိစ္စလေးတွေရှိနေတတ်ပါ။မဲဆွေပေါင်းနေတဲ့က တာထဒဒနနံပဲပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။တတိထားမဲ့နေ့နဲ့နေရအာဣဥေဩအောင်တို့အေးတို့ဣတို့ပါတဲ့သူတွေတတိထားရှောင်ခြင်းရမယ်။ဒါတွင်နဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားမယ်။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနံမဲကုန်သတင်းရမယ်။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေကတော့1မှ1လအတွင်းဝယ်ပါဗျာ။ ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရန်ရှိတာလို့မြင်ဒီချင်းဒီကာလမှာရှမ်းနေဝိုင်းနေတဲ့ချင်းဖြစ်ပါခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တွေကခยีလွန်နေတာလို့ခยีထွက်နေတာလို့မျိုးတွေကြုံရတဲ့ကာလဖြစ်ပါဂျမားကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့အစာအိမ်ဥလန်းကျောင်းနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တတ်ပါလေခံစားရတတ်ပါ ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပလီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့သံဃာတပုတ်တော်အောင်ပြီဆိုပြီးတော့ဒီနေ့ကိုပတိနှစ်ပတ်ဆက်ရမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတည်ပြီးပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ကိုးကနန်းကိုကြောင်းပြပြီးဝင်ဖို့ရှိရဲ900 9000 9000 9သိန်း3900 3900 3900ဝင်လာတဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့အဖြူရောင်တို့အဝါနုတို့အသားရောင်တို့ဆင်ဆွေးရောင်တို့ပါတဲ့ဝစ်စားတွေဝစ်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတရားတစ်ခုကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့ဝါညွန့်ရှစ်ညွန့်အမွေးတန်ရှစ်တန်ဖျောင်းတန်ရှစ်တန် တောက်တော်ရှစ်ခွက်မြတ်စွာဘုရားကိုကတ်လူပူဇော်ထူထမ်းပြီးတော့ကိုဖြစ်ရှင်ရဲ့ဆန္ဒတွေကိုလေးလေးနက်နက်ရုံရုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါကြီးဆူတောင်းမှာပြဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအញ្ញံခိုက်ပြီးပြေရောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျစနေသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါ စနေသားသမီးကဒီချိန်ဒီကာလမှာတော့တောင်တန်းနေရှိတဲ့နေရာလေးကိုခီးသွားတတ်တယ်။ကောင်းသောခီးမြတ်သောခီးဖြစ်ပါဩစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေရတော့အထူးသဖြင့်မြေကွက်ဝင်ပဲဖုန်းကောင်းဖုန်းတန် iPhone လိုရမျိုးတွေဝင်လာတတ်တယ်။ပြည်ခေါကပစ္စည်းတွေလည်းဝင်လာတတ်တဲ့အခြေဖြစ်ပါ။မိစေပေါင်းတဲ့ကစဆဆဆညာနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ် ၎င်းတို့နဲ့ပူးတွဲပေါင်းစပ်တဲ့လုပ်တွေစင်ပြေမယ်အောင်မြင်မယ်တတိထားအမှတ်နေ့နဲ့ဒီရှားရလာဝပါတဲ့သူတွေတတိထားရှောင်ခြင်း၎င်းနေ့နဲ့နေရာကိုပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စအစိတ်ရှိတဲ့တရားဝါလေးတွေကြိုက်ကြခဲတာလေးဖြစ်တတ်တယ်အောက်လက်ငါးသားနဲ့ပတ်သက်တဲ့ကိစ္စ6လောက်လက်ထောက်လေးတွေခြိကြိုက်တယ်ဆက်တယ် ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ18ရက်ကျော်မှဝယ်ပါဗျ။ရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ယခုချိန်ယခုကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်။ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဘယ်တယောက်ညာတယောက်ဆိုပြီးတော့နှစ်ယောက်ဖြစ်တဲ့တဲ့ကိင္ကနဲ့မျိုးရှောက်လို့နေပါတယ်ဗျ။ဂျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ဒူးနာတတ်တဲ့ဒူးကြိုက်တတ်တဲ့ နာတို့နှာခေါင်းတို့နှလုံးတို့နဲ့ပတ်သက်တဲ့ရောဂါလေးတွေဖြစ်တတ်ပါတယ်ခံစားတတ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုပြီးတနေ့ကိုဒီ၄ဘက်စိတ်ကမှာပဲဖြစ်သွားကံတရားအကောင်းဘက်ကိုဥတည်ပြီးတော့ပြောင်းလဲနေတာ85ရှားကိုင်းလုံးရှိပါ လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့6ကဏ္ဍကိုအကြောင်းပြုပြီးတော့ဝင်လာတတ်တဲ့ချိန်ဖြစ်ပါ600လို့6000လို့6000လို့6သိန်းလို့သိန်း60လို့သိန်း600လို့သိန်း6000လို့ဝင်လာတတ်တဲ့ချိန်ဖြစ်ပါတပတ်စာလက်ကီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်ရဲရဲပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ် တဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်။တဲရရတာတခုကိုညွန်ကြားပြဆိုရမယ်။ဆွေတော့အုံလို့ခောက်ဆွေတပက်ကစတိစွန်လေးတက်အမွှေးလိုက်တတိုင်းစိုက်ဖျောင်းလိုက်တတိုင်းစက်ပြီးတော့ရဲစွာဖျားကိုကတ်လူပူဆိုလူတန်းချင်းအဖြစ်လူချင်းမင်းတို့မှာကြုံတွေ့ရမယ်။ကန်စာတာညံ့ခိုက်ကြီးပြေပြောင်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာ။